င်္ဂလာပါတတမမီလေးတို့ရေဘ ഹു တုတအစုံနဲ့ယသအစုံကိုနားဆင်ဖို့အတွက်ဘူကောင်းရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးဖို့တော့လိုနေပြီနော်။ကဲပုံမြင်လေးတွေတင်ဆက်တော့မှာမို့တတမမီလေးတို့ရေ Ready ပဲလားပုံမြင်လေးတွေနားထောင်မယ်။တာရုတ်မီတို့ရေပုံမြင်လေးရဲ့နာမည်ကဖိဖိကိုနားလည်ပေးပါ။ ချူတို့မိသားစုမှာဖဖီရဲ့မမီရဲ့ဖဖွားရဲ့ချူရဲ့အားလုံး၄ယောက်ရှိပါတယ်။ဒါပေမဲ့တမင်းစားဝိုင်းမှာတော့အမြဲတမ်းလူလူမမီရဲ့ဖဖွားရဲ့ချူရဲ့ဒီ၃ယောက်ပဲရှိတာများပါတယ်။မနေ့ဆိုသူမနုကြီးဖဖီကအလုပ်ကိုသွားပြီ။ညမဆိုလေသူအိမ်ရောက်ဝင်မှပဲဖဖီကပြန်ရောက်လာတဲ့။ဒါကြောင့် ိုးလေးနဲ့ပပေးတိတ်မတွေ့ဘူးပေါ့ကွယ်သူချောင်းပေးတဲ့ရက်တွေမှာဆိုရင်လေပပေးကတစ်ခါတလေတနေကုန်တစ်ခါတလေနေ့တစ်ဝက်လောက်အလုပ်ကိစ္စနဲ့အပြင်ကိုသွားနေရတာလေပပေးအိမ်မှာနေတဲ့ရက်ကအရှမ်းကိုနေပါတယ်တစ်ခါတလေဆိုသူပပေးကို မတွေ့တာရက်တော်တော်ကြာပါတယ်မမေကိုမေးတော့ပပေးအလုပ်ကိစ္စနဲ့ခရီးသွားတယ်လို့မမေကပြောပါတယ်အခုတလော ဖဖေနဲ့အတူတူရှိတဲ့အချိန်ခဏလေးမှာတောင်အတိအပွဲကိစ္စလေးတွေကိုဖဖေကကြံဖန်ဆူနေတော့တယ်။သူကစားတာအသက်အရေးကြီးလို့လေ။ဖဖေဆိုတော့သူစိတ်မကောင်းဖြစ်မိတာပေါ့။အရင်ကဖဖေကအဲ့လိုမဟုတ်ဘူးလေ။သူငငယ်ရဆိုဖဖေကသူ့အတွက်ကစားဖို့တငယ်ချင်းတယောက်ဖြစ်ခဲ့တာ။ပပီကသူ့ကိုလက်ကမချတဲ့တစ်ချိန်လုံးပွေ့ချီထားပြီးသူနဲ့အတူတူဆော့ပေးခဲ့တာလေ။ကစားတိုင်းလဲ ဖဖေးကသူ့ကိုအမြင့်အနိုင်ပေးခဲ့တာမို့အဲ့ဒီလိုပြောစရာအချင်းတွေကိုထူးလေးတတိယနေမိတော့တာပေါ့သူ့ကိုရေချိုးပေးတာလဲဖဖေးသူ့ကိုတနခါလိမ့်ပေးတော့လဲဖဖေးပဲသူနေမကောင်းဖြစ်ရင်လဲဖဖေးပဲကရုတဆိုင်နေနေပေးတာဘယ်တော့မှသူ့ကိုပြစ်မထားခဲ့ဘူးဘူးဒါပေမဲ့အခုတလောဖဖေးကသူ့ကိုအရင်လိုကရုမဆိုင်တော့ဘူးရေလည်းမချိုးပေးတော့ဘူးတနခါလိမ့်မလိမ့်ပေးတော့ဘူးလေ အရင်လိုသူကိုအချိန်မပေးတော့တာကြောင့်ပေပေကသူကိုမချစ်တော့ဘူးလားလို့တွေးမိနေတာပေါ့ပေပေသူကိုမချစ်တော့ဘူးလားလို့တွေးမိတိုင်းသူဝမ်းနေတယ်။ဒါကြောင့်ပေပေနဲ့အနေဝေးလာခဲ့တော့တာပေါ့တနေ့မှာတော့သူကမမေကိုမမေပေပေကသူကိုမချစ်တော့ဘူးလားမသိဘူးနော်သူကဲ့သို့မေးလိုက်တဲ့မမေကအလင့်တကြားနဲ့ဟင်ဘာဖြစ်လို့လဲသမီးရဲ့ဆိုပြီးသူကို ပြင်မေးရပေါ့ပပီကသူကအရင်လိုလဲဂိမ်းမဆိုင်တော့ဘူးလေသူနဲ့လည်းအရင်လိုမဆော့ပြီးတော့ဘူးမနေ့ဆိုအစိုးကြီးအိမ်ကနေထွက်သွားတယ်ညဘက်ဆိုလဲဘိုးချုပ်မအိမ်ကိုပြန်လာတယ်သူနေမကောင်းဖြစ်ရင်တော့ပပီကအရင်လိုဂိမ်းမဆိုင်ပြီးတော့ဘူးပြီးတော့သူကိုတွေ့တိုင်းပပီကစူနေတော့တာပဲတော့ပပီသူကိုမချစ်တော့တာမဟုတ်ဘူးလားမမေရဲ့သူကိတူသူကမမေကိုပြောလိုက်တာပေါ့ အဲ့ဒီတော့မိမိကအခုလိုပဲသူကိုရှင်းပြလာပါတယ်။အော်တမီးလေးရဲ့တမီးကိုဖေဖေကတိတ်ချစ်တာပေါ့။မနေ့ဆိုအစိုးကြီးတော့ညာဘက်ဆိုမိုးချုံမှပြန်လာတယ်ဆိုတော့ဖေဖေကသူလေးအခုလိုကောင်းကောင်းနေကောင်းကောင်းစားနေအောင်အလုပ်တွေသွားလုပ်နေရတာပါ။ပြီးတော့ဖေဖေကတမီးကိုအချိန်တိတ်မပေးနိုင်တာကြောင့်ဖေဖေကအမြဲတမ်းစူနေတယ်လို့တမီးလေးထင်နေတာပါ။တကယ်ဆိုရင်ခဏလေးတွေးတဲ့အချိန်မှာ မိဘတယောက်အနေနဲ့ဆုံးမတာပါကွယ်ထိုကဲ့သို့မိမိကဆိုပြီးနှူးညံ့စွာ ထွေးဖက်ရင်းပြောပြရှာတဲ့ပြီးတော့ဖီဖီကသမီးလေးကိုစူရဲဆိုတာကလည်းသမီးလေးကိုတိတက်လေးမာတဲ့ခလီလေးဖြစ်စေခြင်းနဲ့စိတ်ကြောင့်ဆူဆုံးမာတာပါဆိုပြီးမမေကအခုလိုပဲသူ့ကိုပြောပြလာပါတယ်။ဒါဆိုအရင်တုန်းကဖီဖီကသူ့နဲ့ကစားပေးတယ်လေ။အခုကျတော့ဖီဖီကသူ့နဲ့မကစားပေးတော့ဘူး။အဲသူ့ကိုမချစ်တော့လို့မဟုတ်ဘူးလားမမေရဲ့ သူကမမေကိုကြည့်ပြီးမေးလိုက်တာပေါ့မမေကအခုလိုပဲထပ်ပြီးရှင်းပြပါရယ်အဲ့ဒီလိုမဟုတ်ပါဘူးကွယ်သမီးရဲ့ပပေကသမီးကိုတိတ်ချလို့သမီးအင်ကြီးလာလာလေးတွေဝင်နေအောင်စာကျင်နာရီစားနေအောင်သမီးသဘောကျတဲ့အရုပ်တွေဝင်နေအောင်နဲ့သမီးပညာရေးတွေကောင်းကောင်းသင်ကြားနိုင်ဖို့အတွက်အလုံးလုံးနေခဲ့ရတာကြောင့်ပါမမီတို့မိသားစုလေးမှာလိုအပ်တဲ့အရာတွေကိုဖြည့်ဆည်းပေးနိုင်ဖို့ဖေဖေကအလုပ်တွေစူးစမ်းနေရတာသမီးရဲ့ မမီက အပြုံးလေးနဲ့ရှင်းပြပါရယ်။မမီတို့တမီတို့အခုလိုကောင်းကောင်းမွန်မွန်နေနေအောင်ဖေဖေကနေပူမိုးရမရှောင်းမနာတဲ့အလုပ်တွေလုပ်နေရရှာတာပေါ့တမီရဲ့။ဖေဖေလေးလူသားပဲလေတခါတလေတော့နာနာနေနေနေချင်တာပေါ့။တမီအနာမှာကက်ပြီးတမီနဲ့ဆော်ချင်တာပေါ့။ဒါပေမဲ့တမီလေးရှိရတဲ့ဖေဖေကမနာမနေအလုပ်ကျူးစားနေရလို့တမီကိုအချိန်မပေးနိုင်ဘူးဖြစ်နေတာပေါ့။ဖေဖေကတမီကိုတိတ်ချစ်တာပါကွယ်လို့ မိမိကတေချာလေးထက်ရှင်းပြရှာပါတယ်အခုဆိုရင်သူကအင်းချစ်အစ်စ်လေးတွေဝေးရတိုင်းသူချိုက်တဲ့မုံတွေစားရတိုင်းပပိကိုကျေးဇူးတင်မိနေလို့တာပေါ့သူကသူ့ပပိရဲ့ဆွတ်လွတ်အနေနာခံမှုကြောင့်သူတို့မိသားစုတွေကောင်းကောင်းမွန်မွန်နေတိုင်းစားတောင်းနိုင်တာမို့ပပိကိုအရင်ကထက်ပုံနာလေပေးနိုင်လာပြီလေပပိတို့ဟာတတမမီလေးတွေနဲ့မိသားစုပေါ်မှာတာဝန်ကျင်တဲ့ဖခင်ကောင်းတယောက်ဆိုတာကိုလည်းနားလေသဘောပေါက်သွားပါပြီသူလေးပပိကို အရင်ကတည်းကပို့ပြီးချက်သွားသလိုအရင်ထက်ပို့ပြီးတော့လေပြပရဲ့ခံစားချက်နဲ့ပြပရဲ့စီရနာတွေကိုနားလေသဘောပေါက်သွားပါပြီကွယ်မင်းမီဆိုတာချစ်လို့ပါမမီကသူ့ကိုအမေးလိုလိုတွတ်တွတ်နဲ့စူပူချိန်မောင်းနေတော့တာပါပဲသူလေးကဖုံးဆောင်နေတာကိုမြင်ရတဲ့အတိုင်းဖုံးကိုလှူပြီးဘာလို့တစ်ချိန်လုံးကြည်နေတာလဲလို့ဟုတ်တယ် အင်းစားတွေမပြီးသေးရင်ကတွန်းကားလာပြီးမယ်ပေးမကြည့်ဘူးကတွန်းကားမကြည့်လိုက်ရမှာကိုသူစိတ်ပူလိုက်တာသူလေးကစားပြီးလို့ပင်မနေပြီဒါပေမဲ့မမီကသူလေးစော့ထားလို့ရှုပ်ပွားနေတဲ့အရုပ်တွေကိုတေးချပြန်သိမ်းခိုင်းနေ မမီကလူကြီးလေးမမီသိမ်းရမှာပေါ့မဟုတ်ဘူးလားကျောင်းတော့ကြမှာစလို့သူကအပြည့်ပြည့်ထွက်သွားပြန်လို့လေသူရဲ့ ဘာလို့ပြင်းနေတာလဲပြီးရင်ချော်လိုက်အောင်မေဆိုပြီးနောက်ကနေကြည့်ရင်လှမ်းဆူနေပြန်ရောမိမိကသူ့ကိုစူဖို့ပဲအမြင်အရေးကြီးကြီးကြည့်နေတာပဲလို့တူတူလေးမချင်မနဲ့ပြောပြီးသူလေးတွက်လာခဲ့တယ်လေပြီးတော့ညဆိုရင်လေမိမိကအတင်းမဲအခန်းပြန်နေသူလေးကမှမအိတ်ချင်သေးတာလေကတုံးကကြည့်ချင်သေးတာပေါ့မနေ့ဆိုလေမိမိက ထားတော့သူရေစောစောထားမှမနေ့စာအေးအေးချီချီဝအောင်စားတော့လို့ရမှာဆိုပြီး 2H ချင်းနေတီတော်ကိုအစိုးကြီးလာလာနှူးတယ်မနေ့စာကိုလဲရောက်မှမုတ်တခုခုစားလိုက်ရင်ရှားနေတာပဲကိုဆိုပြီးသူက မချီမနေ့ဖြစ်နေပြန်ရောသူတိမခံနေတော့ဘူးမမိကိုပြပီနဲ့တိုင်ပြောလိုက်တာပေါ့ပြပီကပြုံးပြီးတော့ရှင်းပြတယ်မိမိမမားဘူးတဲ့ပြပီက ူးပတ်မပါလို့စိတ်မကောင်းဘူး။ဒါပေမဲ့ပြပြရှင်းပြတာကိုတော့သူပြအောင်နားထောင်လိုက်ပါတယ်။မမီကသူ့ကိုအရင်ချစ်လို့ပြောတာပါ။မချစ်ရင်အပင်မခံပြီး ပြောမနေဘူးပေါ့။ဘုန်းကြီးကြီးတုံးရင်သူ့ရဲ့မျက်လုံးထိခိုက်မှစိုးရင်လို့တားတာပါ။အိမ်စာမပြီးရင်လည်းတမီးလေးစာမလိုက်နိုင်ပါဆိုလို့ပြီးအောင်လှုပ်ခိုင်းတာပေါ့ကွယ်။အမိုက်တွေကိုရှင်းခိုင်းနေဆိုတာကလည်း ကိုလှုပ်ထားတဲ့ကိစ္စကိုကိုကိုယ်တိုင်ရှင်းလင်းတတ်တဲ့အခြေအနေရှိအောင်လုပ်ပေးတာပါ။ဒါမှလူကြီးဖြစ်လာတဲ့အခါစနစ်တကျနဲ့ဒီထိုင်တတ်မှာပေါ့သမီးရဲ့။နောက်ပြီးတော့မနှက်စာပြစ်ပြဝဝမစားရင်စူရင်းဆိုတာကလည်းမနှက်စာစားမှတဏီကိုစာချက်ဖို့ကစားဖို့အားရှိမှမို့သမီးလေးရဲ့မနှက်စာကအရေးကြီးဆုံးပဲလေ။အကြောင်းမရှိဘဲတမီးလေးကိုမမီးကစူပူချိန်မောင်းတာမဟုတ်ပါဘူး။ အနာကမှာမိမိကသမီးလေးကို အကောင်းဆုံးဖြစ်စေချင်တယ်လေပပေတို့မမေတို့အသက်ကြီးလာတဲ့အခါသမီးလေးကိုမကူညီပေးနိုင်တော့ရင်ကိုဘသာအကောင်းဆုံးရည်တည်နိုင်တဲ့အလေးအချင်လေးတွေဖြစ်အောင်မိမိကပြောဆိုဆုံးမနေတာပါဆိုပြီးပပေကအခုလိုပဲရှင်းပြပေးခဲ့တာပေါ့ပပေပြောပြလိုက်တာတွေကိုပြင်တွေးကြည့်လိုက်ပြီးတော့မှသူကမိမိစေရနာတွေကိုနားလေသဘောပေါက်သွားပါတော့တယ်ကွယ် ထူးလင်းမမေကိုဖက်ပြီးတောင်းပန်ခဲ့တာပေါ့မမေစီရနာတွေကိုမသိနားမလည်ခဲ့လို့အဖြစ်တွေတင်ခဲ့မိတာပါမမေအခုတော့ထူးနားလေပါပြီသူကိုအော်ဒါမဟုတ်ပဲကောင်းအောင်ပြောင်းလဲဖို့တိုက်တွန်းတာဆိုတော့သူလည်းကြိုးစားပါမယ်နော်မမေပုံမြင်လေးရဲ့နာမည်ကဖုန်းဆွဲနေသူလေးတဲ့ချူလီယာဖုန်းတက်ပလက်နဲ့ ွန်ပျူတာလိုအီလက်ထရောနစ်ဖြောပြီးပစ္စည်းတွေအသုံးပြုရတာကိုစွဲလန်းနေတဲ့သူလေးပေါ့တက်ဘလက်နဲ့ကွန်ပျူတာလိုမျက်နှာပြင်ကြီးလာရီဆိုချူးကပေါ်ပြီးသဘောကျတဲ့ဘယ်လိုပြောပြောမရပဲအဲ့ဒီပစ္စည်းတွေကသာအလွန်ချွန်ဆွဲလန်းနေပြီးဖုံးဆိုရင်လေလက်ကမချပဲတုံးနေတော့တာပေါ့သမီးစားချိန်မှာတော့ဖုံးကိုထောင်းထားပြီးကတ်တုန်ကားတွေဇက်တိုက်ကြည့်နေခဲ့တဲ့ ကစားချိန်မှာလဲတငယ်ချင်းတွေနဲ့ခုံပေါ့ဆော့ကစားရမယ့်အစားဖုန်းလေးကဂိမ်းတွေစော်နေတာနဲ့ပဲအချင်းကုန်နေခဲ့တဲ့ကွယ်မမီကဖုန်းမတုံးရဘူးလို့တားလိုက်တာနဲ့ချူတီအောင်စိတ်တူပြီးငိုတော့တာပါပဲဖုန်းမတုံးရရင်မနေနေအောင်ကိုဆွဲနေပြီကိုညဆိုရင်လေအင်းစားတွေမလုပ်ပဲတီဗီပဲထိုင်ကြည့်နေပြန်ရောဒီနေ့မှာတော့ သူဟာကတွန်းကားကြည့်နေရင်းနဲ့မျက်လုံးတွေဝါလာပြီးမျက်ရည်တွေကျလာပါရောမမီလဲတိတိချင်းပဲစိတ်တွေပူပြီးသူကိုမျက်စိဆရာဝန်နဲ့တွားပြရတော့တာပေါ့ဆရာဝန်ကြီးကသူကိုဒီလိုပြောတယ်တမီးကမျက်လုံးကိုတအားလှုပ်ပြီးတာကိုအဲဒီလိုဖုန်းနေတော့တီဗီတွေအရင်ချိန်နေရင်မျက်လုံးတွေစက်တိုက်ဝါလာပြီးမျက်မှန်တက်မှဖြစ်တော့မင်းနော်သူခေတ်သူဆရာဝန်ကြီးကသူကို ပြောလိုက်တဲ့သူဟာမျက်မှန်တက်ဖို့အသက်အရင်းငယ်လို့နေတာကြောင့်ဆရာဝန်ကြီးကဖုန်းနဲ့တခြားအီလက်ထရောနစ်ဖြောပြေးပစ္စည်းတွေစက်ခရင်တွေနဲ့ထိတွေ့တာတွေရှော့ဖို့အချင်ပြေးလဲရတာပေါ့ကွယ်နောက်တော့ဘုံမသုံးပြတော့တဲ့သူလေးဟာမောင်နှမအနေနဲ့တငယ်ချင်းတွေကို အချင်ပိုပေးလာနိုင်တာပေါ့အဲ့ဒီအခါမှာဖုန်းလေးကဂိမ်းကြီးစောရတာတဲ့တငယ်ချင်းတွေနဲ့ကစားရတာက ပူပျော်ဖို့ကောင်းကြောင်းထူးလေးလေးနားလည်လာတော့တည်းခုဆိုရင်အရာရာကိုကြည်ကြည်လေးလေးမြင်နေရပြီးမျက်ရည်တွေလည်းမကျတော့ဘူးပေါ့ကဲတတော်မီလေးတို့ရေမျက်လုံးဆိုတာခန္ဓာကိုယ်ရဲ့အနုဉဏ်ဆုံးအစိပ်ပိုင်းလေးတွေပါကမ္ဘာလောကကြီးပေါ်ကအရာရာတိုင်းကိုမြင်နိုင်ကြည့်နိုင်ဖို့မျက်လုံးလေးတွေရဲ့အမြင်အာရုံကအရေးကြီးဆုံးမှုတေချောက်ကယူဆိုင်ကြဖို့မမေ့နိုင်အောင်တော့ ုံမြင်လေးကတော့တလောက်ပါပဲသားတို့သမီးတို့ရေဦးကောင်ဖတ်ပြပြီးသွားတဲ့ဒီပုံမြင်လေးကိုနားထောင်ပြီးတော့တတမမီလေးတို့ဘ ഹു တုတရာရှိလိမ့်မယ်လို့ဦးကောင်ကယုံကြည်ပါတယ်။ကဲဒါဆိုရင်တတမမီလေးတို့ကကိုယ့်ရဲ့မျက်လုံးလေးတွေလှဖို့ကိုယ့်ရဲ့မျက်လုံးလေးတွေကျမ်းမာဖို့အတွက်ဖုံးလေးတွေကိုရှော့သုံးကြမယ်နော်။ဖုံးတွေမဆွေးလဲရင်တော့အကောင်ဆုံးပဲပေါ့။နောက်တစ်ခုကဂိမ်းတွေကိုလည်းမဆွေးလဲရင်အကောင်ဆုံးပဲပေါ့သားတို့သမီးတို့ရေ။ဦးကောင်ဖတ်ပြပြီးသွားတဲ့ ဒီပုံမြင်လေးကိုနားထောင်ပြီးတော့တသားမမီလေးတို့လည်းဘ ഹു တုဒ္ဒရရရှိကြပါစေလို့ဦးကောင်းကဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်နော်။နောက်ထပ်နောက်တစ်ခါပုံမြင်အစ်စ်လေးတွေနဲ့တူဦးကောင်းတို့ပြန်ဆောင်ကြအောင်မယ်နော်။တသားမမီလေးတို့ရေတတား